နှုတ်ဆက်ဆရာတွေကိုနှုတ်ဆက်ချိန်တန်ခဲ့တဲ့ United ရဲ့အချိန်ကာတစ်ခုကိုတော့ဒီညမှာပဲရောက်ရှိလာတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ Lindy Lloyd ရဲ့ Christian Eriksen ရဲ့ပြီးကျွန်တော်တို့ Wayne Rooney Ivan ရဲ့က United ကနေအလွတ်နဲ့ထွက်ခွာတော့မှာဖြစ်တယ်ပေါ့အဲ့တော့ဒီညဘီလာနဲ့ကံမဲ့ Ultra Ultra ဖို့ကပွင့်ပါမယ်သူတို့ကဒါနှုတ်ဆက်ပွဲပြုလုပ်ပေးသွားဖို့ရှိတယ်လို့တင်းတပုတ်ဖန်လိုက်ရတယ်ပေါ့နော် ဆိုတော့ငါကျွန်တော်တို့ပေါ့နော်ဘလိုပဲဒီချစ်တည်ပဲဖြစ်ဖြစ်မုန်းတည်ပဲဖြစ်ဖြစ်ကြိုက်တည်ပဲဖြစ်ဖြစ်မကြိုက်တည်ပဲဖြစ်ဖြစ်ကိုတင်းကနေဇာသမားတွေထွက်ခွာသွားရတဲ့အခါတိုင်းပေါ့နော်ဒါအဲဒီလိုမျိုးဝမ်းနေဖို့တော့ကောင်းတယ်ပေါ့ဒါပေမဲ့လေခုနကပြောလူရောင်းရရှိတဲ့သူတွေကတော့ရောင်းရမှာပဲထွက်ခွင့်အဲပေးရမယ့်လူတွေကတော့ပေးရမှာဖြစ်တယ်ပေါ့ပထမဆုံးအနေနဲ့တော့ဒီဂျွန်နီအီဗန်ကြီးပေါ့လေသူ့ကိုတော့ဒီကျွန်တော်တို့စရင်နီးခဲ့တာကတော့ event ရယ်ဒါ small link ရယ်ပြည်ကျုံးရယ်ဆိုတော့၃ယောက်၃ယောက်ကိုအကုန်လုံးတွဲပြီးတော့မှတ်ရခဲ့တာပေါ့လေနောက်တစ်ခုကတော့ဒီ journey event က Ferguson ရဲ့ဒီနောက်ဆုံး Premier League and United ရယ်ပေါ့နော်နောက်ဆုံးရရှိထားတဲ့ Premier League ဖလားအောင်ဝင်ပါတယ်ဒါပါဝင်ခဲ့တယ် BT တို့ Ferdinand တို့ရဲ့နောက်မှာရန်ဖြစ်ပေါ့နော်ကစားကစားပြီးတော့ပါဝင်ခဲ့တယ်အဲ့ဒီကနေဒီ David Moyes ရဲ့လက်ထက်ဒီကစားနေတော့မယ်ပေါ့နော်နောက်ပိုင်းမှာတော့ဒီတခြားအသင်းတွေကိုပြောင်းရွှေ့သွားတယ်ဒီ ယူနိုက်တက်မတိုင်ခင်မှာတော့လက်စတာအသင်းမှာကစားနေတယ်အဲ့ဒါတန်းလက်ထံမှာပဲဒီနောက်တန်းလိုရဲ့ချက်ကြောင့်ပေါ့နော်အဲကစားသမားဘွားကနားတော့မယ်လုံနေတယ်ဂျွန်နီအီဗန်ကိုပေါ့အကူညီရအောင်ခေါ်ခဲ့တာဖြစ်တယ်ပေါ့ဒီအသင်းကဒီတန်းလက်ထံမှာဆိုလေဒံရာတွေအများကြီးရကြတော့ဂျွန်နီအီဗန်ကိုယ်တိုင်တောင်းမှာပေါ့နော်ပွဲတော်တော်များများဒါကစားပေးလိုက်ရတယ်အာတကယ်ကိုပေါ့နော်ဒီ ျွန်တော်တို့ United ကိုဒီအားပေးတဲ့အချိန်တချောင်းလုံးဒီတိမှတ်ခဲ့ရတဲ့ event ကြီးပေါ့အခုတော့လေဒါ United တင်ရနေအားယူရောမယ်ဘောလုံးလောကကနေပါအားယူဖို့ဒါလေညားသွားပြီပေါ့နော်ဒီကစားသမားကြီးကတော့ကျွန်တော်တို့ရဲ့ဒီ Iceman ကြီးပေါ့နော်နောက်တစ်ယောက်ကတော့ Lindy Law သူဆိုလဲဒါ top ကတော့မှဖြစ်တယ် Lindy Law ဆိုလဲကျွန်တော်တို့ခေါ်တော့ကတော့မျောလင်းချက်တင်နေပေါ့ဘင်ပီကာရောက်လာတဲ့တူတယ်ကမွေးကိုလက်ထက်မှာဒါရောက်လာတာပဲမှတ်မိတယ် နောက်တန်းအနေပြီးအဲ့လိုမျိုးဒီကောင်အဲ့တော့ pre kit တွေပါတက်ကန်သေးတယ်နေတူတယ်လင်ဒီတော့နမည်ကြီးတုံးကပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော်လေးတော့မျိုးလင်းနေတယ်ဒါပေမဲ့ United မှာတော့ထင်သလောက်ဖြစ်မလာခဲ့ဘူးပေါ့နော်ဒါပေမဲ့ဟိုတုံးစားမရတော့တာမျိုးတော့လည်းမဟုတ်ဘူးသူ့အလင်းနဲ့သူပေါ့နော်တာမန်အပုံမှန်ခြေစွမ်းပေါ့နော်ပုံမှန်ခြေစွမ်းလေးအရင်ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းဘူးလည်းမဟုတ်ဘူးဒီလိုမျိုးပုံစံအနေနဲ့တော့ United မှာဒါပါဝင်ကစားပေးခဲ့တယ်ဒါပေမဲ့ Iceman ကြီးတွေလည်းတကယ် ရှိခဲ့တော့ဆိုတဲ့အတိုင်းပေါ့နော်အတင်းနဲ့ပတ်သက်ပြီးဝေဖန်တာဘာမှတိတ်မရှိဘူးပွဲထွက်ခွင့်ကစားရင်ဒါကန်လိုက်တယ်အရန်ကုံထားရင်လည်းဒါထိုင်လိုက်တယ်ပေါ့နော်လာကပါညာနဲ့ပတ်သက်ပြီးတော့လည်းဒါကရောက်ကစားဖြစ်တာမျိုးဒီအတင်းကိုတံပွက်တာမျိုးပါမျိုးဘာမှမရှိဘူးတကယ်ကိုအေးဆေးတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့စေငရတဲ့အချိန်ကြီးဒီလေဒါနေခဲ့ဘူးပေါ့လေအိုက်စမန်ကြီးနဲ့ဒါမှတ်တရများပေါ့ဒီဘိုလ်ပွဲမှာတော့ဝင်ကန်အောင်မဲ့ထင်လိုက်သေးတယ်ဒါပေမဲ့လေဒီလူရှော့တန်ကပြန်တက်တာလာတော့ပေါ့နော်လင်ဒီလော့ကတော့ ိုဘာလဲပိုလူပဲဝင်မကန်လိုက်ရဘူးပေါ့ဒီ Christian Edison ပေါ့လေ Christian Edison ဆိုလက်တာကျွန်တော်တို့စပါအသင်းမှာစပြီးတော့တတိထားမိခဲ့တာတော်တော်လေးလေးကောင်းနေပြီအဲ့ဒီနေတည်းကပိုချက်တီနိုနဲ့ဒါစပါချန်ပီယံလိပ်ပိုလူပဲထီတော်တာရောက်သွားတယ်ပရီးမီးယားလိပ်မှာဆိုလည်းဒီထိပ်ပိုင်းပေါ့နော်ထိပ်ပိုင်းမှာပဲဒါစပါကိုအမြဲတမ်းဒါထားထားခဲ့တာပေါ့အဲ့ဒီမှာအဲ့ဒီကိန်းရယ်ဆွမ်းအောင်မင်းရယ်ဒီကွင်းလေးက Edison တို့ပေါ့နော် Lucas Moura တို့ရှိမြဲပေါ့နော်တော်တော်များများ အခြေသွမ်းလေးပြခဲ့ကြရတယ်။နောက်တော့ဒီကမ္ဘာပလာပြိုင်ပွဲသွားကစားရင်းနဲ့ပေါ့နော်အဲရစ်စင်ကမ္ဘာပလာပွဲမှာလားယူရိုပွဲမှာလားတော့မသိဘူး။ဒိမ့်မဲ့အသင်းနဲ့ကစားရင်းနဲ့ဒီကွင်းတွင်းမှာလဲကြအသွားခဲ့တယ်ပေါ့။အဲဒီကနေစပြီးဒီကစားသမားဘဝစုပ်ပြီးဆုံးပြီလို့တောင်းတာထင်လိုက်ကြတာပေါ့။ဒါပေမဲ့လည်းဒီပြန်လဲပြန်လဲပြီးတော့ကောင်းမွန်လာခဲ့တယ်။လေ့ကျင့်ခန်းတွေတဖြည်းဖြည်းပြန်ဆင်းလာတယ်။နောက်ပိုင်းပေါ့နော်ဒီဘောလုံးကစားနိုင်တဲ့ခြေနေပါပြန်ရောက်လာတယ်။အဲ စပါတင်းမှာတော့ပြန်ကန်လို့မရတော့ဘူးအဲ့ဒီအနေသူပဲရောက်သွားလဲဆိုတော့ဒီ Inter Milan ဘောနော် CDA မှာကတော့အဲ့လောက်ကြီးတာမတင်းကျပ်ဘူးစီကန်းနေရဘောနော်ဒီလိုမျိုးအဲ Queen တွင်းမှာလဲကြပြီးကြာကစားသမားတယောက်ပြန်လဲကစားဖို့ဆိုတော့ကိစ္စကလည်းဒါတော်တော်စဉ်းစားရတဲ့ကိစ္စဖြစ်တာ哦ဒါပေမဲ့လည်း Inter Milan ဝါဒါအဲ့ဒါစင်ကစားခွင့်ရခဲ့တယ်ဗောအဲ့ဒီအနေနဲ့အဲ့ဒီမှာလည်းသူခြေစမ်းထိုက်လျှောက် ြနိုင်တယ်ဘောနော်အဲ့ဒီကနေသူ brand ဖို့အတင်ကိုတကြောပြန်ပြန်ရောက်လာတယ်ပြီးများလေးရေဝဲမှာ brand ဖို့အတင်မှာလင်းတာခြေစွမ်းတွေပြန်ပြတယ်အသွင်ကိုတွေအတွင်းယူပေးတယ်ဒီ brand ဖို့ပြိသက်တွေအချစ်တော်ဖြစ်လာခဲ့တယ်ဗောအဲ့ဒီကနေမှဒါ United အတင်ကတဟတ်လက်ထံမှာပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်ဗော United အတင်မှာလည်းဒီတန်ရဲ့ဗရမာဆုံးယာဒီမှာ Premier League မှာလည်းဆင်သုံးရတယ်ကာရာဘောင်းလည်းရတယ်ဗောအဲ့ဒီယာဒီမှာဒီ Casemiro နဲ့ Edison ကွင်းလေယာဉ်တွေဒါတော်တော်လေးဒါခြေသွန်းပြခဲ့ကြရတယ်ပေါ့နော်ကျွန်တော်ထင်ထားတာတက်ကူပို့ပြီးတော့ခြေသွန်းပြခဲ့တယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ခြေသွန်းကျဆင်းလာခဲ့တယ်ဒီလိုမျိုးပေါ့နော်အဲကြံ့ကြံ့ခံရေးတိတ်မကောင်းတော့တဲ့ကစားသမားတယောက်အသက်ကြီးနေတဲ့ကစားသမားတယောက်စီကနေကျွန်တော်တို့ဒီပုံမှုတော့ဆွမ်းဆောင်ရည်တွေရခဲ့တယ်လို့လည်းဒါထင်ပါတယ်အဲဒီစင်ဒီလည်းအနေအေးတဲ့ကစားသမားတယောက် free kick တွေရောဒီတက်ကံမောတွေရောကောင်းတဲ့ကစားသမားတယောက် condition တယောက်ပေါ့လေသူ့ရဲ့ကစားသမားဘဝဒီလေဒါ United ကထွက်ရင်ပြီးဆုံးသွားတော့မင်းနဲ့ ဒူဘာနဲ့ဆက်ပြီးတော့ကစားအောင်မလားမပြောတတ်ဘူးပေါ့လေဒါကတော့ဆိုတော့ကဒီဂျူနီအီဗန်ရောလင်ဒီလော့ရောအဲရီဆင်တို့ကတော့ယူနိုက်တက်ကနေတာတေချာပေါက်ထွက်ခွာတော့မှာဖြစ်တယ်ဒီနောက်ထပ်လည်းထွက်ခွာမင်းကစားသမားတွေပေါ့နော်ရောင်းချမှုပြင်ဆင်ထားတဲ့ကစားသမားတွေတော့အဲတတင်းတွေတက်နေတာတွေရှိတယ်အများကြီးပေါ့လေယူနိုက်တက်ရဲ့အခြေအနေကတော့ဒါတော်တော်လေးအပြောင်းလဲဖြစ်မဲ့ပုံပဲပေါ့အဲကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်ဒီညမှာလည်းဒီရာဒီပိတ်ပွဲစဉ်အဖြစ် Aston Villa တင်းနဲ့ကစားကြမှာဖြစ်တယ်ပေါ့နော်ဒီပွဲလေးကိုလည်း ဒါကိုတင်းရဲ့နောက်ဆုံးရာသီပဲပွဲတင်ဖြစ်နေအားပေးကြပါဘောပါလားယူရိုပါလိမင်းကတော့ပြီမယ်လေဗောနော်ဒီပွဲလေးနိုင်နေဟိုဒီယန်ဒီကိုအိင်ဂရင်းမှာပဲဒီတချို့ကစားသမားတွေနှုတ်ဆက်တဲ့ပွဲမှာပဲအနိုင်ရရှိသွားတယ်ဆိုတော့လေကောင်းတာဗောဗျာရှုံးသွားတယ်ဆိုတော့လေထုံးစံတိုင်းပဲဗောပြဿနာတော့ဒါတိတ်မရှိဘူးဗောလေဆိုတော့ကတူတူအားပေးကြမှာဗျာကျေးဇူးတင်ပါတယ်